ဒါလောက်လွယ်ပြီးတော့ရိုးရှင်းနေတဲ့ခေတ်ကြီးမှာဘ누구ကိုသွားပြီးတော့ဂျင်းထက်မှာလဲဂျင်းထက်ခံရတယ်ဆိုတာကခမည်းတုံးနေလို့ပါပုံကိုပြန်ဆက်စစ် nice အားလုံးမင်္ဂလာပါခင်ဗျာကျွန်တော်ဒီနေ့အပေါင်းစင်းလုတ်ပြီးမှာကတော့ကျွန်တော်မှာလာတဲ့ဂျီရှော့ဗျကျွန်တော်ဒီလိုလိုက်ပြီးကြည့်ရအောင် ဒီဟောဒီမှာပါနှလုံးပါ shock ကဲပါရီပါမလဲဆိုတော့ဒီ shock ကဲနောက်ထပ်တစ်ခုကကျွန်တော်တို့ဒူလိုက်ကြည့်လိုက်အောင်ဒီနေ့ရောက်ထားတဲ့ဟာ impulse တစ်ခါကျွန်တော်တစ်ခါလေးဖောက်ပြရအောင်โอเคဟောโอเค ဒီကောင်လေးက Taxio ခြေကလူချက်အများဆုံးနဲ့အယောင်ရဆုံးလို့ပြောလို့ရတဲ့ AE ထောက်နေရပါကျွန်တော်တို့ Walmart လေးနော် AE ထောက်နေရတော့ကျွန်တော် review လုပ်ထားပြီးသွားပြီဆိုတော့ဒီကောင်ကိုကျွန်တော် review မလုပ်တော့ပါဘူးခင်ဗျာဒါလေးကျွန်တော်ပြန်သိမ်းလိုက်ပါမယ်ဒါ customer အကိုတယောက်မှားလာတာပါပတိန်ရကူမှားလာတာပါအာပစ္စည်းလေးရောက်ပါပြီအဲ okay နောက်မှတစ်ချက်ပြပေးလိုက်တော့ ဒီကောင် review လုပ်ထားပြီးသားဆိုတော့ဒီကောင် review မလုပ်တော့ပါဘူးခင်ဗျာတင်လိုက်ပါပြီအဲ review လုပ်ပေးချင်တာက G Shop ပါ G Shop က GA 2100 SB ဆိုတဲ့ model ပါဒီကောင်လေးပါ GA 2100 SB ဆိုတော့သူနောက်မှာ model နံပါတ်လေးပါပါတယ်ဒီကောင်လေးကျွန်တော်ပြပေးပါမယ်ဒါလေးပါမလဲဆိုတော့ original ကျွန်တော်တို့ CMG က running server ပါပါတယ် original ပဲ ဒါကျွန်တော်တို့ CMB ဝင်နေစားပါ Menuable ပါပါတယ်နောက်တော့ကျွန်တော်တို့ G-Shock က Veronica ပါပါတယ်နောက် G-Shock ကကျွန်တော်တို့ Service Address Book လေးတစ်ခုပါတယ်ဗောနနှစ်ခုပါပါတယ်ဒါပဲ Veronica ပါတယ် Service Address Book ပါတယ်နှစ်ခုပါတယ်နောက်ထပ် Menuable မှာခုနပြတာပါပြီးသွားပြီဆိုတော့နောက်ထပ်ဘာတွေပါအောင်မလဲဆိုတော့စစ်ကြည့်လိုက်အောင် Okay နောက်ထပ်ဘာလို့ပါတွေ့ရဘူးပါတန်ဘူး Okay ဒီကောင်းလေးပါ ရပါပြီဒီကောင်လေးပါခင်ဗျာဒီကောင်လေးပါ wow ဒီကောင်လေးပါခင်ဗျာဒီကောင်လေးကသူ့မော်ဒယ်မက်က GA 2100 SB1 ADR ဆိုတာလေးပေါ့နော်အရှိကတော့ဒီလိုလေးပါသူကအထက်ကဒိုင်ကတော့ကျွန်တော်တို့ခဲရအောင်ပေါ့နော်မီးခိုးရောင်လေးကိုအပေါ်ကကျွန်တော်တို့ဒီဘက် silver color အတုံးလေးနေတယ်ပေါ့ဒီကောင်လေးကကျွန်တော်ကို modify case နဲ့တွဲဖို့မှားလာတာပါကျွန်တော်ဒါ modify case နဲ့တော့တွဲပြီးတော့ ကျွန်တော်လောက်ရမယ်အလုံးမှာအလုံးမျိုးတင်းတာမှားတာမဟုတ်ပါဘူးဒီကောင်နဲ့တင်မမော်ဒယ်မိုင်းကိစ်စ်ကျွန်တော်ပြပေးမယ်ကျွန်တော်ကို saver color လေးမှားလာတဲ့အကို2ယောက်ရှိပါတယ်တယောက်ကကျွန်တော်ကချင်ပြည်နယ်ရပါနောက်တစ်ယောက်ကတောင်ကြီးရပါခင်ဗျကျွန်တော်ဒါကချင်ပြည်နယ်ရအကို PC လေးအရင်ဆုံးရောက်တော့ပါကျွန်တော်ကချင်ပြည်နယ်ရအကို PC လေးပို့ပေးမှာပါခင်ဗျ Okay modify case ဘူးကဒီလိုလေးပါခင်ဗျာဒီကောင်လေးပါဘာလေးပါမလဲကျွန်တော်တို့အဲဒီဖြုတ်တဲ့ ျွန်တော် net အတီးလေးတွေအပူပါပါတယ်ခင်ဗျာကျွန်တော်နောက် clip လေးပါတယ်နောက်သူရဲ့ဒီအတီးဖြုတ်တဲ့ကျွန်တော်အစစ်ဖြုတ်တဲ့စကူပေါ့နော်အစစ်ဖြုတ်တဲ့စကူလေးတစ်ခုလည်းပါတယ်နောက်ထပ်ဒါသူရဲ့အာကြိုးပါအာလောက stainless steel solid steel ပါခင်ဗျာအထူးကြီးပါပဲ stainless steel အရန်ကောင်းပါလေနောက်ထပ်သူ့ရဲ့ကျွန်တော်တို့ dan case ပါ case ကလည်းအဲ့လိုပါပဲ stainless steel ပြောပါပါပဲအပေါ်ကကျွန်တော်တို့ဒီဘေးအပြောင်လေးတွေကိုပါအပေါ်ကလည်းအမိန်လေးနေမှာနော်အဲ့ design လေးကိုဒီတစ်ခုကိုကျွန်တော် collaborate လုပ်မှာပါကျွန်တော်ပေါင်းမှာပါပေါင်းတဲ့ဟာလေးလည်းကျွန်တော် video ရိုက်ပေးပါမယ် အခုကျွန်တော်ဒီကဒါပေါင်းလိုက်ရတယ်ကျွန်တော်ပေါင်းပြရမှာပေါ့ဒီကောင်လေးကကျွန်တော်စီမှာအာအမေးအရမ်းများတယ်ကျွန်တော်ဟို review မလုပ်သေးဘူးလား review မလုပ်တယ်နောက်ပြီးတော့အာကျွန်တော်ဟိုအရင်ကတောင်းနေရရှိတယ်ဗျာအပြင်ပုံလေးကြည့်ကျွန်တော်အပြင်ပုံလေးကြည့်ကျွန်တော်ကျွန်တော် pre order တွေရောင်းတာဆိုတော့လေအပြင်ပုံကကျွန်တော်မှာကျွေးပစ္စည်းတွေဆိုလို့ရှိရင်ကျွန်တော်ရိုက်ချင်မရလာဘူးကျွန်တော် customer စီအမြန်ရောက်ချင်ဇောနဲ့ပဲကျွန်တော်မရိုက်လိုက်ဘူးပစ္စည်းကြောက်လိုက်ကျွန်တော်ထုတ်ပြီးကျွန်တော်ထည့်ပေးလိုက်တယ်အဲ့လိုအနေထားနေတယ်ဆိုတော့ပစ္စည်းကြောက်လာပြီဆိုကျွန်တော်ချင်းချင်းတက်တယ်တက်ပြီးကျွန်တော် video view ပြီးကျွန်တော်မရိုက်တော့ဘူးအရင်လောနေတဲ့ customer တွေရှိလို့ရှိရင်ကျွန်တော်တချို့က အာ foreign tour မှာ overseas tour မှာတချို့တို့စီးမံနေရှိတယ်ဗျအဲ့လိုမျိုးအရင်အချိန်ကတ်နေဆိုလို့ရှိရင်တော့မြန်မြန်ထည့်ပြလဲကျွန်တော် review video လည်းမရိုက်တော့ဘူးအပြင်ပုံလည်းမရိုက်တော့ဒီကောင်လေးတွေကကျွန်တော်အပြင်ပုံရောကျွန်တော် review video ရောရိုက်ဖို့စဉ်းစားလာပါတယ်ဟုတ်ကြ review video ရိုက်ပြီမနော်အပြင်ပုံလေးလည်းကျွန်တော်ရိုက်ပေးပါမယ်အခုကျွန်တော်ဒီကောင်လေးကို collaborate လုပ်ပါမယ်ခင်ဗျဒီချင်းမျိုးအရှိမှာပဲကြည့်ပေးကြပါဦး let's go အရင်ဆုံးတွေ့ရ original ကျွန်တော်ဒီအိမ်လေးကိုဖြုတ်ပါမယ်ခင်ဗျ ကျွန်တော်ဒီကောင်ကျိုးလေးဖြုတ်ရလဲပါလေ easy release ဆိုတော့ကျွန်တော်တို့ကောင်လေးဖြုတ်တယ်ဖြုတ်ရလဲဒီလိုဖြုတ်လိုက်မယ်ဒီကောင်လေးကိုလည်းကျွန်တော်ဒီမှာလား easy release လေးပါတယ်ဒါဒီအတန်လေးနဲ့ဆွဲပြီးတော့ထွက်လိုက်မယ်ဒါလေးလည်းကျွန်တော်တခါလေးပြပြီးတော့တချို့ကဘယ်လိုပြောမလဲလောက်ရခတ်လာလို့ပြောတော့လောက်ရမခတ်ပါဘူးခင်ဗျကိုယ်တိုင်လုတ်လို့ရပါတယ်ကျွန်တော်တို့ဒီမှာတခါလေးလုတ်ပြလိုက်တယ်ပေါ့နော်အချို့တို့ကစတမာတွေက9 crazy 9နဲ့ပတ်သက်ပြီးအကျွမ်းတွေရှိတဲ့ကစတမာကိုတွေဆိုလူကြီးမင်းတွေဆိုလို့ရှိရင်တော့ကျွန်တော်တို့ဒါမဖြုတ်ခိုင်းဘူးတကယ်ထည့်ပြလိုက်တယ်ငါမကတက်လိုက်မယ်ရတယ်ဆိုတော့အဲ့လိုပုံစံမျိုးလေးရှိပါတယ်အဲ့လိုဆိုလို့ရှိရင်ကျွန်တော်ဒီမှာပြလိုက်ပါတယ် အဲ့တွေ့ရကျွန်တော်ဒီအပွားအိမ်အခွန်ချွတ်မှာပေါ့နော်အိမ်ပုံအိမ်အခွန်ချွတ်မဲ့ဟာလေးပဲโอเคအခါကြီးကမိုက်လေးပြန်ကြည့်ရတယ်ပြောတင်တယ်ပြောပြီးလို့ရှိရင်အတန်းမဝင်တာပဲဖြစ်တတ်တယ်အဲ့လိုမျိုးကြအစားနဲ့ပြန်ရဲရအောင်ဒီကောင်းလေးကျွန်တော်ဖြုတ်ပြရပြီဒီစကူလေးတွေကဒီမှာသူပြန်တက်တဲ့စကူလေးကဒီဒီထဲမှာအပူပါတယ်ပေါ့နော်ဒီထဲမှာလည်းရှစ်လုံးတော့အပူပါတယ်ဒါလေးပျောက်သွားတယ်ပြဿနာမရှိဘူးကျွန်တော်တို့ဒီ online case တွေကအမြဲတမ်းပြောင်းနေလို့ရတယ်ဘူးတစ်ခုပြောင်းမှုတက်နေလို့ရတယ် ကျွန်တော်ဆက်တလုံးဝယ်လာပြီဆိုလို့ရှိရင်ဒီအပေါ်အိမ်နေ case ကြီးပြောင်းပြောင်းတက်လို့ရတယ်ယူဝိုင်းပြောင်းယူဝိုင်းပြောင်းကျွန်တော်ဖုန်းကာပါလေလို့ပေါ့နော်ယူဝိုင်းပြောင်းပြောင်းပြောင်းတက်ပါလို့ရတယ်ဝယ်ရတာလည်းလွယ်တယ်လေကောင်းလေးလေးကျွန်တော်ဒီကောင်းလေးဖတ်ပြကျွန်တော်ဒီကျွန်တော်ချွတ်ပါမယ်လက်လေးလုံးတော့ဖြုတ်ပြီးပါပြီဒီအပေါ် rubber လေးကိုကျွန်တော်ချွတ်ပြပြီမှာ okay okay ပါပါဖတ်လိုက်ပါပြီဒါတူအိမ်လေးပါဒီအိမ်လေးပါပဲဒီအိမ်လေးကိုဒီထဲမှာကတ်ပါမယ် ဝိုက်ဒါနောက်တော့တူတူခေအင်းလေးရပါပြီဒီအင်းလေးကိုဒီထက်မှကတ်ပါမယ်ဒီအင်းလေးကိုဒီထက်မှဒီလိုကတ်လိုက်ရုံပဲပေါ့နော်ပြီးရင်ကျိုးထက်လိုက်ရုံပဲလွယ်လွယ်လေးပါပဲအရင်အများကြီးမကတ်ပါဘူးအခုကျွန်တော်ကျိုးထက်ပေးပါမယ်ကျိုးထက်ဖို့အတွက်သူ့ရဲ့အော်တိုမတ်ကလစ်လေးပါပါတယ်ဒီကလစ်လေးအသုံးပြုပြီးထက်ပါမယ် ောင်းလက်အိတ်ကကျိုးအပေါက်ဖြေရရှုပ်ဟတ်ကဲသွားပြီအာဒီကောင်းလေးကျွန်တော်မှတုံးခုပါပါလေကျွန်တော်တုံးအောင်မှတစ်ခုပါပဲတွေ့ရဒီဟာလေးဖြုတ်ပါတော့နော်ကဲဖြုတ်ပါမယ်โอเคเนาะဒါလေးရပြီဒါလေးကိုဒီမှာထည့်ပါမယ် ီမှာထည့်မယ်ဆိုတော့ဒီကလေးလေးဒီမှာယူထည့်လိုက်ပေါ့ဒီထဲမှာထည့်မယ်ကောင်းနေအပြားနဲ့ကျွန်တော်ဖိထည့်ပါမယ်။ Okay. Okay. ကျွန်တော်ကျိုးတက်လို့ပြီးပါပြီနော်။ဒီကောင်ကျွန်တော်တို့ဟိုဟာညမဆွဲရတဲ့အတွက်ဒီမှာကျိုးရတယ်မှာတက်လို့ပြီးပါပြီနော်။ဒီကျွန်တော်ကျိုးထည့်ပေး။ တော့ကျိုးထက်ကျိုးတစ်ဖက်လည်းအဲ့တိုင်းပဲကျွန်တော်ထည့်လိုက်မယ်ပြီးတော့မှဒီကောင်ကျွန်တော်ဒီမှာဒီ case ကို net လင်းလုံးပြန်ဆွဲမယ်ပေါ့အဲ့ပုံစံလေးပြဲပါလေဒီအားမခတ်ပါဘူးခင်ဗျအာကျွန်တော်တို့ဆက်ဆက်တက်ချင်းဆိုတော့နည်းနည်းစမ်းတော့တော့ဖြစ်မှာပေါ့နော်ကျွန်တော်တို့တော့လုံနေကြပြီးအလုံးကများတော့ဖြစ်နေပြီဆိုတော့ကျွန်တော်တို့တော့ဒါ easy ဖြစ်သွားပါပြီပလတ်စတစ်ရှုပ်နေတယ်နည်းနည်းလေးခွာလိုက် ရပါပြီဒီကောင်လေးဒီမှာထည့်ရပါတော့ကောင်လေးဒီမှာထည့်ရဖို့အတွက်ကျွန်တော်ဒီမှာ click ထည့်ပါမယ်ခုနတိုင်ပါပဲဒါဒီကောင်လေးတွေအစ်ဖြုတ်ရတာလည်းလွယ်တယ်ဗောနော်အစ်ဖြုတ်ရတာလွယ်ကိုယ့်လက်တိုင်းနဲ့ကိုယ်ပြင်ပြီး adjust လုပ်ပြီးဖြုတ်လို့ရပါတယ်ကျွန်တော်ကတော့ DM ဝါလုပ်ပြလိုက်ပါဗောနော်အစ်စ်တော့ကျွန်တော်မဖြုတ်ပြတော့ပါဘူးကိုဟိုရမှာကိုယ့်ကိုယ်လက်တိုင်းနဲ့ဖြုတ်လို့ရတယ်နော်အစ်စ်ဖြုတ်အတန်လေးလည်းပါတယ်ဆိုတော့လေအလွယ်တကူပဲဖြုတ်လို့ရပါတယ်အရင်ကတည်းကမဟုတ်ပါဘူးကွ ျွန်တော်ဒါလေး easy လို့ပြောလို့ရပါတယ် minor case တွေပါ okay okay ကြာသွားပါပြီခင်ဗျာအဲ့ဒါကိုမှကျွန်တော်ကအခုဒီမှာအိမ်ကိုကျွန်တော်ဒီမှာအခုတော့ကျွန်တော်အာစကူမဆွဲလိုက်ရဘူးနော်ကျွန်တော်ထည့်ပြီးတော့ဒီခါလေးစကူဆွဲလိုက်လို့ရှိရင်လုံးဝ finish ဖြစ်သွားပါပြီ okay ဒီမှာကျွန်တော်ဖိတင်မှာလုံးဝထည့်လိုက်ပါပြီအာ modify case ပြောင်းလာတွေဘာတွေကကျွန်တော်တို့ဒီအိမ်ကလုံးဝ original alternative ဖြစ်မှာပြောင်းလို့ရမှာပါတခြား copy လုံးတွေကျွန်တော်တို့ first copy အလုံးတွေပါတယ်လောကပြောင်းလို့မရပါဘူးအဲ့အတွက်စိတ်ပူစရာတော့မလိုပါဘူးပေါ့နော် online case ပြောင်းပြီဆိုတာနဲ့ကျွန်တော် alternative ဖြစ်တဲ့အလုံးတွေမှာရမှာသူအိမ်ရဲ့အချိုးအစားကဒီကောင် modify case တပည့်ကထုတ်ထားတဲ့ company တွေက original ကိုပဲထုတ်ထားတာပါကျွန်တော်တရုတ်ကအတိုင်းနဲ့ထုတ်ထားမှာပါအဲသူတို့ copy နဲ့ဒီကောင်တွေကကျွန်တော်တို့အသားလေးတွေလည်းအသားနာလေးတွေတော်တော်လေးကွာပါတယ်နော်ကျွန်တော်တို့စကူဆွဲကန်ကြီးကြလို့ရှိရင်ဒီကောက်ကော်ပီလုံးနေဆိုလို့ရှိရင်တစ်ခေါက်တော့ဆွဲလိုက်တာနဲ့ကျွန်တော်တို့ဒီ frame က core frame ကလိန်သွားပြီ တော့ဘလုံးမထဲလို့အဆင်မပြေတော့ပါဘူးထဲကနေကြာမှာတိုင်ပတ်နေဒီကောင်လေးရပ်ဒီလက်အိတ်ကြောင့်လက်အိတ်ကအမှုရလာကတ်ပြီးတော့လက်အိတ်လဲရအောင်လက်အိတ်တစ်ခုလဲရအောင် ။ဒါကြီးအမှုရလာကတ်ပြီးတော့ထောက်။အဲ့လိုဖြစ်။ Okay. နော် cross စင်ဆွဲလာပြီးပါပြီဆိုတော့ရှင်တော့မြဲတော့ပါပြီ။ Okay. နောက်ထပ်အပြည့်တခါလဲဆွဲလိုက်ပါမယ်။ ဒီကောင်ဒီငွေအောင်အထက်ကဒိုင်နဲ့ G 2100ကကျွန်တော်တို့ original G 2100 series နဲ့မတူဘူးပေါ့နော်ဒီကောင်လေးကကျွန်တော်တို့ဝယ်ရတာကဈေးလေးနည်းနည်းလေးပို့ပါတယ် original G 2100ဆိုလို့ရှိရင်တော့ကျွန်တော်တို့ဈေးလေးနည်းနည်းကျော့တော့ပါကျွန်တော်တို့ဈေးလေးနည်းနည်းကျော့တာဈေး5000กว่าပါတယ်ဒါလေးလည်းကျွန်တော်တစ်ခါလေးပြပြပြ Okay โอเคပါခင်ဗျာလုံးဝရသွားပါပြီအလန်းကြီးပါ ကျွန်တော်တို့ဘယ်လိုပြောမလဲဆိုတော့အာ modify လုပ်လိုက်ရတဲ့အတွက်ကျွန်တော်တို့လုံးဝတခြား brand နဲ့မှမတူဘဲနဲ့လုံးဝကွဲဖြစ်ကွဲထွက်သွားတဲ့ design လုံးဝရပါတော့35ကိုရပါပါခင်ဗျာအဲလက်ကကျိုးကတော်တော်ကြီးနေတယ်လက်တော်တော်ချောင်းဒီကောင်လေးပါခင်ဗျာကျွန်တော်တို့မပတ်ပြတာကောင်လေးပါโอเคနောက်ပေါ် တော်တော်လေးကိုပေါ့လုံးဝမိုက်ပါတယ်သူရဲ့ case ကကျွန်တော်တို့ကြိုးရောပါအနေထားရောပါတော့လုံးဝအလန်းပါကျွန်တော်ဗီဒီယိုမှာရိုက်ပြထားတဲ့အတိုင်းအပြောင်ပြောင်လက်လက်လေးလုံးဝအလန်းလေးပါဗျာဒီမှာပြောင်ပြောင်လက်လက်လေးအလေအလေကဘယ်လိုပြောမလဲအထက်ကဒိုင်ကငွေအောင်မှငွေအောင်ထထထားထထထားဆိုတော့ပို့ပြီးတော့ပေါ်တယ်ပေါ့နော်ဒီကြားမှာထက်ကအကိုတုံးလိုက်တဲ့ဒီဇိုင်းအတုံးလေးတွေကစအရန်လန်းပါတယ်ဒါလေးပါ ဒီကောင်လေးကကျွန်တော်စီမှာအမှားမယ်ဆိုလို့ရှိရင်ကျွန်တော်ပထမရောင်းတဲ့ဈေးက9800နဲ့ကျောင်းတာပါ promotion ကျွန်တော်အဲ့တော့ရလာတော့9800နဲ့ကျောင်းတာပါအခုကျွန်တော်စီမှာဒီကောင်လေးမှားမယ်ဆိုလို့ရှိရင်ဈေးလေးတော့နည်းနည်းလေးတော့ပြောင်းသွားပြီခဲ့9800နဲ့ပထမမှားလာတဲ့ YouTube နဲ့တော့9800နဲ့ဆက်ရောက်ဆန်ရတော့ရှိတယ်9800နဲ့ရအောင်အခုက9800နဲ့တော့မရပါဘူးကျွန်တော်ဒီကောင်လေးမှားမယ်ဆိုလို့ရှိရင်ဈေးလေးနည်းနည်းလေးပို့ပါတယ်ဈေးကဘာလို့နည်းနည်းလေးပို့တာလဲဆိုတော့အကြောင်းလေးကျွန်တော်ရှင်းပြပေးပါမယ်ကျွန်တော်အခုကနိုင်တလုံးပို့လို့ရှိလို့ရှိရင်လေရင်နဲ့ပို့လို့ရှိရင်အမလေရင်ကနေပြီးတော့ ကျွန်တော်လေးစင်းမှာပေးရတယ်ဆိုတော့ပတ်စံအမောက်တစ်ခုရှိတယ်ဗျာအဲ့ဒီအမောက်ကိုပါကျွန်တော်ထည့်ပြီးတော့ဘလူးမှာပဲရအောင်မလို့ဆိုလို့ရှိရင်လည်းကျွန်တော်စီကပါသွားလိမ့်မယ်ကျွန်တော်အမျက်ထဲကနေပါသွားမယ့်အနေအထားရှိတယ်ကျွန်တော်အမျက်ကလည်းကျွန်တော်အရင်အများကြီးလည်းအမျက်မြတ်တာလည်းမဟုတ်ဘူးကျွန်တော်ပြောရရင်စီအသက်သာဆုံးနဲ့ရောင်းတဲ့အတွက်ကျွန်တော်အိတ်ဆိုင်ရမယ့်ပုံစံမျိုးဖြစ်သွားပါမယ်အဲ့တော့အခုချိန်မှာကျွန်တော်ဒီမှာဒီကောင်လေးမှားမယ်ဆိုလို့ရှိရင်ဈေးလေးနည်းနည်းလေးပြောင်းပါတယ်အများကြီးမဟုတ်ပါဘူး9300ကျွန်တော်3000လောက်တော့ပို့သွားပါတယ်အဲ့ဒါကလည်းကျွန်တော် လေးစင်းမှာပေးရတဲ့ charges ကိုကျွန်တော်ထည့်ပြီးတော့ယူတာပါကျွန်တော်တို့ပစ္စည်းတွေက နိုင်စင်နဲ့တွင်းတာမဟုတ်တော့အမျိုးမျိုးပြအကြောင်းမျိုးမျိုးပြပြီးတော့ပတ်ဆံပေးရတာပေါ့ပတ်ဆံမပေးရင်လည်းဒီကပစ္စည်းတွေက pass မဖြစ်ဘူးပေါ့ဒါတော့ကျွန်တော်နိုင်ငံသားသွားလာနေတဲ့လူတွေကျွန်တော်ဒါအသိဆုံးပါပဲအခုလေဆင်းမှာဖြစ်ပြနေတဲ့အနေအထားပေါ့နော်တော်တော်ကတာလင်းမှာပဲဆိုလို့ရှိလို့ရှိရင်တော့7သိန်းတစ်တောင်းနဲ့ရပါမယ်7သိန်းတစ်တောင်းမှာ original ဒီလဲလာတဲ့ original ကျိုးတွေ original case တွေအဲ့ဒါတွေလည်းကျွန်တော်အကုန်လုံးပြန်ပေးပါမယ် ဒါလေးကလိုအပ်တဲ့လူတွေကိုရောင်းပေးလိုက်မယ်ဆိုလို့ရှိလို့ရှိရင်ကျွန်တော်တို့9000 6000ပြင်မလို့ပါဘူး PC ပြန်ရအောင်ကိုမတွက်တိတ်တော့မလို့ဆိုလို့ရှိရင်လည်းတခြားလူပြန်ရအောင်လုပ်ရတယ်ပေါ့နော်အဲ့ခါကျလို့ရှိရင်လည်းဘယ်လိုပြောမလဲကိုပတ်စံပြန်ထွက်လာမှာမဟုတ်ဘူးကျွန်တော်ပထမဆုံးဒါလေးကျွန်တော်မထည့်ပြပါဘူးကျွန်တော်ပထမရောင်းတဲ့အချိန်တော့အခုကျွန်တော်ဈေးလည်းပြောင်းသွားတဲ့အတွက်ကျွန်တော်ဒီ PC ဒီအပူ PC တွေကျွန်တော်အကုန်လုံးထည့်ပြပါပါဒီကောင်းလေးပါဂျုံကြီးစိတ်ချစွာနဲ့မှာလို့ကြပါတယ် authentic brand new authentic တမျိုးပဲရောင်းပါတယ်ပဲ PC မှာပြန်မဝယ်ပါဘူး PC အကြောင်းကိုလုံးဝမလုပ်ပါဘူး ဟာကုမ္ပဏီကနေပြီးတော့ဒါလည်းရောင်းတဲ့အစ်စ်တွေပဲရောင်းပါတယ် official warranty က1 plus 1မှာ official warranty ကုမ္ပဏီက warranty ပေးပါတယ်ကျွန်တော်ဘက်ကနေပြီးတော့1 year ထပ်ပေးပါတယ်စပိုင်းဆိုင်ရာကိုကျွန်တော်တို့ AC စိတ်ချလက်ချတုံးလို့ရတယ်ပစ္စည်းကတော့ကျွန်တော်ဒီမှာယူပြီးသွားလို့ရှင်းလို့ရှင်းကြိုက်တယ်လို့ဆက်လို့ရပါတယ်ကျွန်တော်ကလုံးဝ CMG အလုံးတွေပဲရောင်းတာပါကျွန်တော်တို့ဒါ CMG အလုံးတွေရောင်းနေဆိုတာဒီလိုစတိတ်ကားတွေပါရင်ပါမယ်မပါရင်ဒီလို Renny Server ပါမယ်ကျွန်တော်ဒီကဝယ်တဲ့အလုံးတွေပါ ယုံကြည်စိတ်ချစွာဖြစ်မှာလို့ရပါတယ်ထုံးစံနဲ့ကျောင်းစီပစ္စည်းမှားမယ်ဆိုလို့ရှိရင်20% deposit ကျိုးပြီးတော့ပေးရပါတယ်ကျန်80%အရောက်ငွေချေရပါတယ်ခင်ဗျာကြာချိန်ကတော့နှစ်ပတ်ကနေ3ပတ်အတွင်းပဲဖြစ်ပါတယ်ပုံမှန်အတိုင်းပါတော့ခင်ဗျာတန်ခေါင်းမျိုးအတွင်းကိုအရောက်ငွေချေလည်းပို့ပေးပါတယ်ဒါပေမဲ့ delivery ချစွာရှိပါတယ်ဘယ်မျိုးနယ်ကပဲဖြစ်ဖြစ်ငွေအပြည့်ကျိုးလှဲပေးတယ်ဆိုလို့ရှိရင်တော့ delivery free ပါအာ delivery free ဆိုတော့လူကြီးမျိုးငွေအပြည့်ကျိုးလှဲလိုက်ပြီးဆိုတော့ delivery နဲ့ပတ်သက်ပြီးတော့ ဒီဘာတွေကပေါ့ကျွန်တော်တပေါင်းနဲ့တပေါင်းကလောက်ရှိတယ်ဗျာတချို့ဆိုဝေးတဲ့နေရာဆိုတော့ရန်ကုန်မြို့တွင်းဆိုလို့ရှိရင်တော့ကျွန်တော်တပေါင်းလောက်ရှိတယ်ဘန်ကောက်ရန်ကုန်ကျွန်တော်ပို့ကဆိုလို့ရှိရင်8000 8000လောက်ရှိတယ်အဲ့ရနေမှာကျွန်တော်အင်းရနေပြီးတော့တခြားမြို့နယ်အသီးသီးပို့တဲ့ပို့က2300ထပ်ပေါင်းတယ်ဗျာနော်အဲ့ခါကျရင်တပေါင်းလောက်တော့တက်တာသွားလိမ့်မယ်ဖြစ်နိုင်ရင်ငွေအပြည့်ကျွလွှဲတာကလူကြီးမျိုးတို့အတွက်တက်တာပါလိမ့်မယ်ငွေပြည့်ကျွလွှဲဖို့အတွက်လည်းကျွန်တော်ဒီမှာစိတ်ချယုံကြည်စွာနဲ့လွှဲလို့ရပါတယ်ကျွန်တော်မှာ TikTok လည်း official တုံးနေတာရှိပါတယ် YouTube လည်းရှိတယ် Facebook လည်းရှိပါတယ်ကျွန်တော်ရုပ်ကြီးနဲ့လည်းပြောနေပါတယ်အဲ့တော့ ဂျုံကြည်စွာနဲ့ဒါပေမဲ့ငွေလဲကန်နေဆိုလို့ရှင်တော့ကျွန်တော်တို့ကကျွန်တော်တို့ဒီမှာငွေလဲကန်နေဆိုလို့ရှင်တော့အချက်လက်ကကျွန်တော်တို့ဒီမှာတောင်းပါကျွန်တော်အဲ့ခါကျတော့ရှင်ပြေးပါမယ် official account နေရာမှာတောင်းပါနောက်ပြီးတစ်ခုထပ်ပြီးတော့သတိပေးချင်တာကျွန်တော် TikTok comment အောက်မှာ phone number တွေလာလာမမှတ်ပါနဲ့ခင်ဗျာ phone number တွေလာမှတ်ပြီးတော့နောက်ထပ်ကျွန်တော်မှာ G-Shock modify case နဲ့ဝယ်တဲ့လူကြီးမင်းနေအတွက်ကျွန်တော်ကိုဒီမှာ G-Shock taxi ဝါနေပြီးတော့ official အဲ့တော့ကျွန်တော်လက်ဆောင်ပေးတာပါနော်ကျွန်တော်တို့တို့ရဲ့ရောင်းအားတွေအများကြီးဟောဖြစ်တယ်ကျွန်တော်ဒီလို8ဒီအလုံး20လောက်လက်ဆောင်ပေးတာလေခင်ဗျာကျွန်တော်ကအခုအဲကျွန်တော် customer တွေကိုကျွန်တော်လက်ဆောင်ပေးခြင်းတယ်လက်ဆောင်ပေးခြင်းဆိုတော့ကျွန်တော် G-Shock ကဒါ official 8ပါဒါတို့ scan နေပြလဲပါတယ်ပါနော်ဒါ G-Shock ဒီဒီဘက် taxi ကိုအာဒီဘက်မှာ G-Shock လာတော့အတွေ့ဒါ original 8ပါဒီကောင်လေးကကျွန်တော်မှာ modify case နဲ့ G-Shock 9ဝယ်တဲ့လူကြီးမင်းတိုင်းကိုကျွန်တော်ဒီ8ထည့်ပေးပါမယ် အကြီးပါပဲအကြီးကဒါကကျွန်တော်ကို official taxi ကို company ကနေပြီးတော့လက်ဆောင်ပေးတာပါကျွန်တော်ဒီမျိုးလက်ဆောင်ပြန်ထည့်ပေးပါမယ်ဒီကောင်လေးပြန်အမှားကျင်းတော့ကျွန်တော်တို့ဒီဖုန်းနံပါတ်လေးပြန်ဆက်ပြပါကျွန်တော်တို့ဆက်ပြီးမှလည်းမဟုတ်ပါဘူးလူကြီးမင်းတို့အလိန်ခံရပါမယ်လူလိန်များကိုသတိထားပါကြည့်ပြတော့ကျေးဇူးတင်ပါတယ်ကျွန်တော် ခင်ကျေကိုဖြစ်ပါဘိုင်ဘိုင်